ဟုတ်တယ်ဟုတ်တယ်အဲဗမာဝတ်စုံနေအဲ့ဒီမှာဆိုတခါရိုက်လို့ရှိရင်15စုံရိုက်ရတာပေါ့နော်15စုံဒီလိုဝါရှိတက်ရွက်မှာ15ထည်ပေါ့နော်ရဲအဲ့လိုလေးတွေရိုက်ခဲ့ရတာအမှတ်တရနမရဲ့အမှုပညာလုပ်ငန်းအစလို့လည်းပြောလို့ရပါတယ် အဲ့ကွာဟိုအင်းကြီးဆိုင်သွားလို့ရှိရင်ကို့ပုံတွေတွေအရင်ဆက်ဆက်လုပ်ချင်းတော့ဆိုရင်ရှက်တာပေါ့နော်အဲ့လိုမျိုးကျောင်းကအဲဆရာမအဲ့လိုဘာ MTV မှာတွေ့ရလားဗာလားမသိဟဲ့နမ်းမြတ်နေမဟုတ်လားဆိုမဟုတ်ဘူးလို့ဇွတ်ပြီးတော့ညင်းတာပေါ့နော်အဲ့လိုမျိုးအဲဆက်ဆက်ချင်းတော့ရှက်တယ်ဟာအဲ့ကွာကို့ကိုတော့အရင်လှနေရော ဲလိုက်လဲမလိုက်ဘူးဘာတွေဝတ်တာလဲမသိဘူးပါတော့ရင်တော့ဆိုရင်နမြက်ကကိုကိုကိုအရန်ပိန်နေနမြက်ပိန်လဲပိန်တော့အကောင်သေးတယ်ဆိုထွားကျင်တာပါနော်ထွားကျင်တော့လက်ဖောင်းရည်အကြီးတွေအဲ့လိုမျိုးတွေဝတ်တယ်အဲ့လိုတွေလုတ်ခဲ့ရပါတော့ဟုတ် တော့တမီဒီရဲ့ဒုတိယမြောက်ဆိုင်ခွင့်ပွဲပေါ့နော်ဒီနေ့မှာနည်းနည်းတော့အဲလာပြီးတော့ဖဲချိုးပြက်ခွင့်နဲ့တဲဒီမှာဆိုလို့ရှိရင်အဲဇင်းမဲပေါ့နော်လက်ရကန်အစစ်ဇင်းမဲတွေရှိတယ်ပြီးတော့အင်ဒိုနီးရှားဆိုလည်းအစစ် ပြီးတော့ဂျပန်ဝေဖာဆိုလည်းဂျပန်နေတွင်ထားတယ်တကယ်အစစ်တွေပေါ့နော်အဲ့လို quality ကောင်းကောင်းပစ္စည်းလေးတွေဒီမှာရပါတယ်ဟုတ်ပါဘူး ဟုတ်အဲဒီလိမ့်စာလေးကတော့နမတူတစ္ဆာလန်တစ္ဆာလန်နေပြီးတော့ဝင်အင်းဝလန်ပေါ့နော်အင်းဝလန်ဝင်ဝင်ပြီးချင်းဘလောက်မှမဝင်ရဘူးဘယ်ဘက်ချမ်းမှာရှိပါတယ် The Lady ဆိုတဲ့ဆိုင်လေးပါရှင်ဟုတ် ဟုတ်တယ်ဟုတ်တယ်အဲဗမာဝတ်စုံနေအဲ့ဒီမှာဆိုတခါရိုက်လို့ရှိရင်15စုံရိုက်ရတာပေါ့နော်15စုံဒီလိုဝါရှိတက်ရွက်မှာ15ထည်ပေါ့နော်ရဲအဲ့လိုလေးတွေရိုက်ခဲ့ရတာအမှတ်တရနမရဲ့အမှုပညာလုပ်ငန်းအစလို့လည်းပြောလို့ရပါတယ်နမပထမဆုံးဟိုတကယ်ဟိုအဲ့လိုတေချာရိုက်ဖြစ်တာအဲ့လိုမျိုးဝတ်စုံလေးတွေပေါ့နော်အဲ့ဒါရဲ့ MTV ရေပေါ့အဲနမရဲ့အမှုပညာလုပ်ငန်းအစလေးကိုပြန်ပြီးသတိရအောင်ပေါ့အဲအဲ့လိုဆိုဗမာဝတ်စုံလေးတွေကနမဝေ့ရတယ်လဲသဘောကျတယ်ပြီးတော့အဲနမ daily အနေနဲ့ဆိုလို့ရှိရင်တော့ဗမာဝတ်စုံတွေကအရင် န်းတော့မဝှက်ဖြစ်ဘူးအဲဒါပေမဲ့အဲ့လိုပွဲနေပွဲတိုင်းသွားရမယ်ဆိုလို့ရှိရင်တော့မြန်မာဝှက်ဆောင်ဝေးရတာအရန်လည်းသဘောကျတယ်တခုတည်းကလည်းတပုတ်ကြီးရိုက်ဖြစ်တာဆိုရင်ဗမာဝှက်ဆောင်တွေပဲပုံများတယ်အဲ့လိုဆိုတော့ကိုယ်ရဲ့မသိစိတ်တွေကသဘောကျတဲ့အပိုင်းလေးတွေပေါ့နော်ဟုတ် ့တော့မတ်တရားလေးရောရှိပါမတ်တရားလေးရှိပါတယ်ဟိုဝတ်စုံလေးတွေဝေးရတယ်သဘောကျတယ်ကြိုက်လဲကြိုက်တယ်ပေါ့နော်အဲ့တော့အမတ်တရားတော့ဟိုဝေးရတယ်ကောင်းမင်ပဲစပင်တွေတော့အရန်နာတာပေါ့နော်အမတ်တရားစတုံးတွေအရန်ထုံးရတာအဲ့တော့ကော်ရီနဲ့အာပုံတွေပြင်ပြင်ပြီးထုံးရတဲ့အခါကျတော့အဲစပင်တွေရန်နာတယ်အမတ်တရားတော့ရှိတယ်ဒါပေမဲ့အခုလိုမျိုးဟိုလေကိုယ့်ရဲ့အမှုပညာအလုပ်အစလေးလေးဖြစ်တယ်ပြီးတော့မမတ်ရရလေးလေးဖြစ်တယ်ဗမာဝတ်စုံလေးတွေဝေးရတာလည်းသဘောကျတယ်ဆိုတော့ဒါကိုယ့်အတွက် ကောင်းတဲ့ချစ်စရာအမှတ်တရတစ်ခုပါအဲ့ကွာဟိုအင်းကြီးဆိုင်သွားလို့ရှိရင်ကို့ပုံတွေတွေအရင်ဆက်ဆက်လုပ်ချင်တော့ဆိုရင်ရှက်တာပေါ့နော်အဲ့လိုမျိုးကျောင်းကအဲဆရာမအဲ့လိုဘာ MTV မှာတွေ့ရလားဘာလားမသိဟဲ့နမ်းမြတ်နေမဟုတ်လားဆိုမဟုတ်ဘူးလို့ဇွတ်ပြီးတော့ညင်းတာပေါ့နော်အဲ့လိုအဲဆက်ဆက်ချင်တော့ရှက်တယ်ဟုတ် ဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့လိုဝစ်ပြီးသွားပြီဆိုတဲ့အခါကျတော့နည်းနည်းတော့နည်းနည်းတော့ပြန်ပြီးတော့အဲဒီလိုဟာလေးကိုပဲနည်းနည်းပြောင်းလဲပြီးတော့ချုပ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီပုံဒီပုံဒီပိတ်စာပဲပြောင်းသွားပြီးဒီပုံကြီးပဲဖြစ်မှာဆိုတော့နည်းနည်းတော့ဒီဝစ်ပြီးသားဟာဒီမတူအောင်လို့တော့ပြန်ပြီးချုပ်ဖြစ်တယ်အဲပြန်ပြောကြရဲဆိုတော့ဒီလိုပဲပေါ့နော်အဲဆဆလုတ်ချင်းတော့ဆိုတငယ်ချင်းတွေလည်းမသိဘူးမထင်ဘူးပေါ့နော်နမက်ကကြောက်မှနည်းနည်းအဲအဲ့လိုလေးဟို ပေမဲ့ personal type ကိုလည်း introvert ဆိုတော့တိတ်ပြီးတော့အရင်ကြီးတော်တော်လက်လက်ရှိရတဲ့မှာမပါဘူးမပါတဲ့ခါကျဘယ်သူမှမထင်ဘူးပေါ့နော်ဝါသနာပါတဲ့ပုံစံလည်းပေါ်မနေဘူးဆိုတော့အဲမထင်ဘူးဆိုတော့အစပိုင်းတော့သူတို့လည်းတိတ်ပြီးပါပြီနောက်ပိုင်းကျတော့များလာတဲ့ခါကျတော့မှပဲဟဲဆိုပြီးတော့သူတို့တွေလည်းအံ့ဩသွားအောင် အဲအမတက္ကသိုလ်တက်နေတဲ့အချိန်ပေါ့တက္ကသိုလ်အမစားလုပ်ဖြစ်တာတက္ကသိုလ်တတိယနှစ်လောက်ရှိပြီပေါ့နော်တတိယနှစ်ဆိုတော့20ဝန်းကျင်ဖြစ်မယ်အဲဟုတ်တယ်20ဝန်းကျင်လောက်ဖြစ်မယ်ထင်တယ်19 20ပေါ့အဲအဲ့လောက်ပေါ့အဲ့အချိန်ထဲမှာစပြီးတော့အဲ့ဒီထဲမှာစပြီးတော့ဓပုံနေဓပုံနေစရိုက်နေရအောင် အမဟိုတိတာတော့အဲမိန်းကလေးတွေကတော့အေးပေါ့နော်ဝတ်စုံချုပ်တာရင်းနဲ့တိတာပေါ့နော်ဒါမဲ့တကယ်ဟိုဖြစ်တာကတော့ MTV တွေမှာသတိထားမိတာလည်းရှိတယ်တချို့ကျတော့လည်းနမက်ကိုတချင်းဆိုတာနဲ့ပူတိတာတွေလည်းရှိတယ်အဲအဲ့လိုလေးဟိုတယောက်နဲ့တယောက်တော့မတူကြဘူးပေါ့နော်ကိုရီးယား fashion ဆိုတာတိတော့ရှိတယ်နမက်ဟုတ်လေကြာတော့အဖောင်းနေဘာတွေဝတ်တာနေပြန်ကြည့်ပြီးရီးချင်တယ်အဲ့မကိုကိုတော့အရန်လာနေရော င်းတော့ရောယုံကြည်မှုပြည့်ပဲကိုယ့်ကိုယ်ရန်လှနေရပေါ့နောက်နောက်မှပြန်ကြည့်ပြီးအဲလိုက်လဲမလိုက်ဘူးဘာတွေဝတ်တာလဲမသိဘူးပါတော့အဲ့လို့ဆိုဒါကတော့လည်းခင်အမြင်ပြောင်းသွားရလဲရှိတယ်ကိုယ့်ရဲ့အမြင်ပြောင်းသွားရလဲရှိရပေါ့နော်အရင်တော့ဆိုရင်လည်းကကိုယ့်ကိုယ်ကိုယ်ရန်ပိန်နေတယ်ဗျပိန်လဲပိန်တော့အကောင်သေးတယ်ဆို ထွားကျင်တာပေါ့နော်ထွားကျင်တော့လက်ဖောင်းကြီးအကြီးတွေအဲ့လိုမျိုးတွေဝတ်တယ်အဲ့လိုတွေလုတ်ခဲ့ရပါတော့အဲ့လိုဆိုတော့အဲပြန်ကြည့်ရတဲ့ခါကျအမှန်တိုင်းပြောရရင်တော့မလိုက်ဘူးနော်မြက်ကအဲ့လိုမျိုးဒီလိုအသားကြီးနည်းနည်းပေါ်တာမျိုးနဲ့ပို့လိုက်တယ်အဲ့အဲ့ဒါတွေလည်းမတိခဲ့ဘူးနားလည်းမလဲခဲ့ဘူးပေါ့နော်နောက်ပိုင်းမှအဲပို့ပြီးတော့လဲဒီ fashion ကိုဒီ နိုင်ငံတကာအထိလေးလာနိုင်လာတဲ့အခါကျမှဩဒါအတီတို့ဒါအတီတို့ဒီတော့ concept မသိခဲ့တာပေါ့နော်ကိုဖြစ်ချင်တာပဲသိတယ်ပြီးရင်ဟိုခစ်စားတာပဲသိတယ်ကိုနဲ့လိုက်တာမလိုက်တာအောင်မခွဲခြားတတ်ခဲ့တာဘာလို့လို့တော့မချစ်ပါဘူးကျေးဇူးတင်ပါတယ်အဲဘယ်လိုပြောပြရမလဲဟိုနပြည့် ကကြတော့လေအရန်ကြီးတော့အများကြီးအဲကိုကိုကိုအားမရခဲ့ရကြီးတော့အများကြီးရှိတာပေါ့နော်။ဘာဖြစ်ဆိုဒီထက်ပို့ပြီးတော့ငါတွတ်တွတ်လက်လက်နဲ့ထိုးပေါက်နိုင်ခဲ့လို့ရှိရင်ဒီထက်ပို့ပြီးတော့အအဆင်ပြေလောက်တယ်လို့ထင်ခဲ့တဲ့ကိစ္စတွေလည်းအများကြီးရှိတယ်။ဒါမှမဟုတ်လေကိုယ့်ရဲ့ personal type ကိုကအဲ့လိုမျိုးလူကြောက်တဲ့ type ဖြစ်နေတဲ့အခါကျတော့မတက်နိုင်ဘူးပေါ့နော်။ကိုကို accept လုပ်လိုက်တယ်။ဘာဖြစ်ဆိုအဲညီမခုနပြောသလိုပဲအဲ့ဒီဟာကြီးကိုမကြေမနက်ဖြစ်နေလို့ရှိရင်ကိုကိုကိုမပျော်ရွှင်တော့ဘူးပေါ့နော်။အဲကိုကိုလည်းအပြစ်တင်စိတ်တွေဖြစ်လာတယ် ယ်အဲ့လိုအခါကျတော့အာနေမြက်ကအဲ့လိုလေးကိုကိုကိုလက်ခံလိုက်တယ်ပေါ့နော်ငါ့ရဲ့တိုက်ပေါ်ကဒီလိုပဲတတ်နိုင်သလောက်တော့ကြိုးစားမယ်ဒါပေမဲ့အာကိုရဲ့ဖြစ်တည်မှုကိုတော့လက်ခံရမယ်ဆိုတာမျိုးလေးကိုလက်ခံလိုက်တဲ့အခါကျတော့ကိုကိုကိုလည်းခြေနဲ့လာတယ်အဲ့တော့အနုပညာလုပ်တည်လုပ်ရတဲ့အခါမှာလည်းပို့ပြီးတော့တက်တောင့်တက်တာဖြစ်လာတာပေါ့